ီစာသင်ချိန်လေးမှာတော့ဇာရိတနဲ့ပြည်သူနေတိဆိုတဲ့ဘာသာရပ်ထဲရာသင်ခန်းစာ6ရိုးသားပါဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမယ်နော်ဒီသင်ခန်းစာလေးရဲ့ရည်ရွယ်ချက်ကတော့လူဖွဲ့အစည်းအတွင်းမှာရိုးသားစွာပြုမှုဆောင်ရွက်ရမယ်ဆိုတာကို ပြောပြတတ်အောင်လို့ရည်ရွယ်ထားတာ။ ကဲဒါဆိုလို့ရှိရင် ပုံလေးတွေကိုကြည့်ပြီးတော့ဘယ်ရုပ်ပုံကရိုးသားဖြောင်းမတ်စွာ ပြုတ်မှုတယ်လို့ထင်လဲဆိုတာကိုကြည့်ကြမယ်နော်ပထမပုံလေးမှာ ဆိုလို့ရှိရင်ចောင်းသားလေးနှစ်ယောက်မှာတစ်ယောက်ရဲ့အဖြေလွှာကိုနောက်တစ်ယောက်ကခိုးကြည့်နေတာမတိမတာချောင်းကြည့်လိုက်အောင်မဆိုပြီးတော့သူကကြည်နေတာဒါကသားတို့သမီးတို့သိပြီးသားသူများအဖြေလွှာကိုမတိအောင်လို့ခိုးကြည့်တာမယိုးသားတဲ့အပြုမူဆိုတာကိုသားတို့သမီးတို့သိတယ်နော် ။နောက်တစ်ပုံကတော့ပစ္စည်းပြုတ်ကျခဲ့တာကိုပိုင်းရှင်ကိုရှာပြီးတော့ပြန်ပေးမယ်ဆိုတာကတော့ရိုသားဖြောင်းမတ်စွာပြုတ်မှုတာ။အော်နောက်တစ်ပုံကကြတော့ကိမုတ်ကိုနည်းနည်းလေးယူစားထားတာကိုမမေရ၊ "तू မသိအောင်လို့ယူစားရကောင်းလား"ဆိုပြီးတော့စိတ်ဆိုးနေပေမဲ့မမက "तू မောင်လေးဘိုက်စားနေလို့ तू ယူကျွေးလိုက်တာပါ"ဆိုပြီးတော့အမှန်အတိုင်းပြောပြလိုက်တဲ့အခါကျတော့ရိုသားဖြောင်းမတ်စွာပြုတ်မှုတာ။ ကဲနောက်ဆုံးပုံမှာတော့ကောင်လေးကသူ့ကြောင့်ပျက်စီးကြကွဲသွားတာ။ "तू 啊သူ့ကြောင့်ဖြစ်သွားတာပါ၊ကွဲသွားတာပါ"ဆိုပြီးတော့ပြောတဲ့အခါကျတော့သူ့မမေကဝန်ခံရဲတာကရိုးသားဖြောင်းမတ်ခြင်းပဲဆိုပြီးတော့သူ့သားကိုစိတ်မဆိုးဘဲနဲ့ပြန်ပြီးတော့ပြောတယ်တဲ့။ကဲဒါဆိုလို့ရှိရင်ကုကြီးပန်ပိုးပေးတဲ့နေရာမှာရိုးသားခြင်းဆိုတာကတီကြီးဖြောင်းမတ်တာ လိန်လေကောက်ချစ်တယ်ဆိုတာကတော့လောက်ကျန်ပြောဆိုမှုတွေဖြစ်တယ်ဆိုတာကိုတည်သွားကြပြီเนาะဒါဆိုတီချင်းနဲ့နောက်စာတင်ချိန်တစ်ခုမှာဘာတင်ငန်းစာလေးကိုဖတ်ပြမလဲဆိုတာကိုစောင့်ကြည့်ကြနော် ဒီစာသင်ချိန်လေးမှာတော့တီချဲကလူအဖွဲ့စည်းအတွင်းမှာရိုးသားစွာ ပြုမှုဆောင်ရွက်ရမယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ရှင်းပြတတ်အောင်လို့သင်ခန်းစာလေးတစ်ပုဒ်ကိုဖတ်ပြမယ်နော်။သင်ခန်းစာလေးရဲ့နာမည်ကရိုးသားပါတဲ့။တခါကားတဲ့ဥထွေးနဲ့ဥကြီးဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတယ်တဲ့ ဥကြည်ကကုံဆုံဆိုင်ပန်ရှင်ဖြစ်ပြီးတော့ဥထွေးရတော့နွားနို့ရောင်းနေတဲ့ဥကြည်ကမယိုးသားတဲ့လူဖြစ်တဲ့သူ့ရဲ့ဖောက်တဲ့တွေကိုအရေးသွေးမမှန်နဲ့ကုံပစ္စည်းတွေကိုရောင်းချပြီးတော့ဈေးနှုန်းတွေကိုလည်းလိန်လေခဲ့တယ်တဲ့ ။ဦးကြည်ကအဲ့လိုနဲ့တနေ့ထက်တနေ့ကြွယ်ဝချမ်းသာလာတယ်တဲ့။ဦးထွေးကတော့မိသားစုအတွက်ရိုးသားစွာစ조사လျက်ရှိတယ်တဲ့။တခါတရံသူ့ရဲ့မိသားစုဟာထမင်းတနက်ပဲစားရတယ်တဲ့။တနေ့မှတငယ်ချင်းနှစ်ယောက်စကားပြောနေကြရင်းနဲ့ဦးကြည်ကရိုးရိုးသားသား조사နေရုံနဲ့ချမ်းသာကြွယ်ဝနိုင်မှာမဟုတ်ဘူးလို့ပြောတယ်တဲ့။ အဲ့ဒီအခါမှာဥထွေးရကျွယ်ဝချမ်းသာမှုအတွက်ငါယုံကြည်ထားတဲ့ရိုးသားဖြောင့်မတ်မှုကိုမစွန့်လွတ်နိုင်ဘူးငါဘဝတစ်လျှောက်လုံးဘသူ့ဘဝမှာလိမ့်လေလှဲစားမှာမဟုတ်ဘူးရိုးသားဖြောင့်မတ်မှုအတွက်လေးစားယုံကြည်မှုတော့ပြန်ရမှာပဲလို့သူဟာပြန်ပြောခဲ့တယ်တဲ့တငယ်ချင်းနှစ်ယောက်ကတဲ့ကျွယ်ဝချမ်းသာမှုနဲ့ရိုးသားဖြောင့်မတ်မှုကိုမကြာခဏငင်းခုန်ကြတယ်တဲ့ အဲ့လိုနဲ့တနေ့ကျတော့တထဲတူးကဥထွေးရဲ့ဆိုင်ကိုရောက်လာပြီးတော့နွားနိုးနှစ်ပိတ်သာဝယ်တယ်တဲ့အဲ့ဒီနွားနိုးထဲမှာရေတပိတ်သာရောပေးပါလို့ရက်ွက်ထဲမှာလှူဖို့အတွက်ပါဆိုပြီးတော့ပြောတယ်တဲ့အဲ့ဒီအခါမှာဥထွေးကအဲ့လိုပြုတ်လောက်ချင်းရမယိုးသားလို့မလုံသင့်ဘူးဆိုပြီးတော့နွားနို့ဝယ်တဲ့တထေးကိုပြန်ပြီးပြောလိုက်တယ်တဲ့တထေးကအလကားတိုက်တဲ့နွားနို့ပဲရေရောတော့ဘာဖြစ်လဲလို့ပြန်ပြောတယ်တဲ့ အဲ့ဒီခါမှာဥထွေးရနွားတို့တီးတဲ့ရေတီးတဲ့လှူချင်းဖြင့်လင်ညာမှုကိုရှောင်ရှားနိုင်တဲ့အကြောင်းကို အကြံပေးလိုက်တယ်တဲ့အဲ့ဒီခါကျတော့တထေးရဥထွေးရရိုးသားမှုကိုသဘောကျပြီးတော့သူ့ရဲ့စက်ရုံမှာအလုတ်လုတ်ဖို့အတွက်ခန့်လိုက်တယ် ယောသားဖြောင့်မတ်သူတို့ရဲ့ကြီးကျက်မှုနဲ့အလုသမားတွေကယောသားဖြောင့်မတ်မှုအပေါ်မှာ ပုံမူပြီးတော့အလေးထားလာကြတယ်။ဥထွေးရာတထေးရဲ့ယုံကြည်ကိုးစားမှုကိုရပြီးတော့အစဉ်ပြေလာခဲ့တယ်။ဥကြည်ရဲ့မယောသားမှုကြောင့်ဈေးဆိုင်ရာတဖြည်းဖြည်းနဲ့ဝဲသူတွေနှဲပါပြီးတော့စီးပွားရေးလဲကြာဆင်းလာတော့တယ်တဲ့။ ကဲဒီသင်္ကန်းစာလေးကို နားထောင်ပြီးတော့ရိုသားဖြောင်းမတ်တဲ့သူဟာနောက်ဆုံးလေးစားဖြောင်းမတ်မှုကိုရပြီးတော့အစဉ်ပြေသွားပြီးတော့မရိုသားတဲ့သူကတော့နောက်ဆုံးမှစီပွားရေးလဲကျဆင်းပြီးတော့အစဉ်မပြေမှုတွေနဲ့ပဲနှီးကုန်းချုပ်ရတယ်ဆိုတာကိုသိသွားကြပြီနော်ဒါဆိုဒီချက်နဲ့နောက်သင်္ကန်းစာတစ်ခုမှပြန်တွေ့ပါမယ်